老八爸啊，老八婆啊，表妹他们，舅爷他们，舅爷他们，诶阿爸婆，表妹舅爷婆收了一诶，人，哪一边嘞？表妹舅爷老公，大家拉把人嘛，喏，阿爸家做几股棉来补啊，表舅哩，表舅婆哩，哎，婆哩收下来了，他妈他不拿你妈补的，他妈，表舅婆哩，婆哩都公家的，喏，阿爸家做几股棉来，婆哩在那棉地里，表舅婆哩。 အခုတော့ဘာသာကြောင့်ကြာတကွပြလိုက်ပြီရုရှားသမ္မတရုရှားသမ္မတဗလာဒီမာပူတင်ကအဲ့ဒီစာအုပ်တုံးနဲ့တင်ကျွန်တော်တို့တိုင်းပြည်ကဘလောက်ထိအဘကကြောင့်ရေဆွမ်းတက်လဲနော်အဲ့ဒီစာအုပ်တုံးနဲ့တင်ဟိုမှာဘီလာရူကလည်းဝင်ကြီးချုပ်ကဖိတ်ခေါ်တယ်ဟိုမှာတွေ့အောင်မှာပေးအောင်မှာကနော်မြန်မာနိုင်ငံအတွက်ရောလက်နက်တွေပေးမလားဟိုလိန်ရင်တွေအပေါ်ကနေပြင်နေကားကြီးကနေထိုင်ကြည့်ရတဲ့ကားတွေပေးမလားမသိဘူးနော်အဲ့ကားကြီးဆို20ဘီလီယံလောက်တော့တန်မယ်ထင်တာပဲအဲ့လိုကားမျိုးတွေရှိတယ်သိလားအဲ့ဒါလေကြောင်းရန်သူဘာလို့မှသွားကြည့်လိုက်နော်တိုင်းတိုင်းပြည်တို့အလုံးလုံးနေတာတက်မလို့သားတွေပဲနော် အချုပ်အားဖြင့်ပြောရရင်တိုင်းပြည်တွေအလုံးလုံးတာတက်မလို့သားတွေပဲနော်ကျန်တဲ့လူကြိုက်တာမဟုတ်မုန်းကျင်နိုင်မဟုတ်နော်ကျွန်တော်ခပ်ပြုံးပြုံးမယ်မုန်းကျင်တယ်လို့မဟုတ်တိုင်းပြည်တွေအလုံးလုံးတွေတာတက်မလို့သားတွေတက်မလို့ကောင်းကောင်းတွေပဲနော်ကျန်တဲ့အားတွေအာဝါဒါတွေနော်ဟိုပါတိတ်ဝမ်းဆက်ဝင့်မယ်အာဟိုဘရင်လက်ကောက်ဝင့်ဘရင်ဆွဲချိုးတွေဝက်ပကုံးလုံးဝက်ပြောက်လုံးမယ်နော်အပြည်သူတွေစီးရင်နေမှာဒီမှာကာကောင်သားကြီးစီးရမှာရှက်တယ်လို့စင်ကာပူ19နှစ်ကျော်မယ်လို့ဒီမှာဆိုအပြည့်ဘယ်နိုင်ငံသားမှအာမကူလို့တက်မလို့ကောင်းကောင်းလည်းလို့မပြောဘူးသွားတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဖះဟောဗျာဒိတ်တော်အရာကျွတ်မင်းနဲ့တွားတွေ့တဲ့တက်ချုပ်ကြီးကဖြူဟာမှုဘဝကလေးကအိမ်မက်ပြီးခဲ့တာဖြစ်ပြီးအာကြီးကျူတိခဲ့ကြောင်းထုတ်ဖော်ပြောဆိုလာတဲ့ရုပ်တံအပြင်တန့်စဲတိုက်ပွဲမှာဝါတဝါရဲ့ပြူတွေထဲကစစ်သားရဲနဲ့ပြူခုနှစ်ဦးကိုဖမ်းမိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်စကိုင်းတိုင်းတန့်စဲမျိုးတိုက်ပွဲမှာတင်ကန်းဝဝါတဝါစစ်ကြောင်းရဲ့ပြူစောထီးတွေထဲကစစ်သားရဲနဲ့ပြူစောထီးတွေကိုတော်လန်ရေးတပ်ဖွဲ့ကဖမ်းမိထားတယ်လို့သိရပါတယ် တက်ဆယ်မျိုးစင်ငယ်ပြူစောတိရွာမှာအထိုင်ချတဆွဲထားတဲ့စစ်သားရဲနဲ့ပြူစောတိစုစုပေါင်း9ဦးကိုမက်လာလေးရက်မှာဖမ်းမိခဲ့တာပါတက်ဆယ်မျိုးနဲ့အနီးဝန်းကျင်မှာရှိတဲ့စက္ကစတက်စခန်းတွေကိုတော်လန်ရေးတက်တွေကမက်လာ3ရက်မနက်ပိုင်းမှစကားတိုက်ခိုက်နေတာဖြစ်ပြီးစင်ငယ်ပြူစောတိရွာအပါအဝင်စစ်တပ်တဆွဲနေတဲ့ရွာအချို့နဲ့တက်ဆယ်မျိုးရဲ့နေရာအချို့ကိုတော်လန်ရေးတက်တွေကိုတိမ်းယူထားနိုင်ပြီလို့ဖော်ပြပါတယ် မတ်လ9ရက်နဲ့6ရက်တွေမှာစက္ကစဘက်ကလက်နက်ပစ္စည်းရိတ်ခါနဲ့လူရင်အားဖြင့်တင်းနာတွေပြုလုပ်ခဲ့ပြီး9ရက်မှာလည်းတိုက်ပွဲပြင်းထန်နေကြောင်းတိုက်ပွဲများအတွင်းစက္ကစတပ်က၄ကြောင်းပစ်ကူတွေနဲ့ပါခုခံနေကြောင်းဆိုပါတယ်လက်ရှိမှာတော့တော်လန်ရေးတပ်တွေကမြို့ရဲ့အရှိတ်နဲ့တောင်ဘက်ခြမ်းကစစ်တပ်တပ်ဆွဲရနေရာတွေကိုတင်းယူဖို့ကြံရှိနေပြီးစက္ကစတပ်တွေကတော့မြို့တွင်းမှာရှိတဲ့ဘောလုံးကွင်းကြံ့ခိုင်ရေယုံထွေအုပ်ယုံနဲ့ရေစခန်းနေရာတွေမှာအထိုင်ချခုခံနေတယ်လို့သတင်းရရှိပါတယ် တောင်းခံဘက်မှာဟိုပေါ့နော်လိုအပ်တာလေးတွေကျွန်တော်သွားလုမယ်အဲဖနက်ကလေးတွေပေါ့နော်ဖနက်ကလေးတွေလုမယ်ကျွန်တော်အလူမခံဘူးတော့ကျွန်တော်ပြောပြီးသားအလူမခံဟိုဟာဘာဖြစ်လို့လဲဆိုတော့တခါတည်းကြတော့လေဒီဘက်တစ်ဖက်ကသူတို့မလုံနိုင်မင်းနဲ့ကိုကသွားလုပြန်တော့လေကိုအပြစ်ပြောကြတယ်နော်ပြစ်ပြောကြတယ်သူတို့ကဟိုအထက်ကမင်းကလူကြီးတွေကအားရလုံလိုက်ပါဆိုရင်အဲ့ဒါပဲလုံတယ်တော်တော့တိုင်းပြည်အနေထားကိုသူတို့လည်းသိပါတယ်ဗျာနော်လူကြီးတွေကတော့သူတို့သိပါတယ်လူကြီးတွေက ခနေတာဘာကကြောကြီးလို့စီကိုမရောက်ဘဲနဲ့လိန်ညာပြီးတော့မှလှဲတာအဲ့ဒါကြောင့်မကျွန်တော်ကတိုင်းပြည်အတွက်ပြည်သူစပီကာတယောက်အနေနဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်မန်နေတယ်တော့အကုန်လုံးပြောပြီးမှာနော်ပြောပါမယ်အစိုးရတက်လာတယ်လည်းကျွန်တော်ပြောမှာနောက်အစိုးရရွေးကောက်ဝယ်ပြီးတော့အစိုးရပေါ်ပေါက်လာတယ်ပြည်သူကိုပြန်မကြည့်တဲ့အစိုးရပြည်သူအတိုင်းကျနေတဲ့ဝန်ထမ်းတွေဆိုရင်ပြောမှာအပြည်သူတွေကလည်းစီကံရှိရှိနေနော်ကောင်းကောင်းမွန်မွန်နေအဲ့ပြောနေမှာပါကျွန်တော်တို့ကပြည်သူနဲ့အစိုးရနဲ့အားလုံးလက်တွဲညီညီနဲ့ပူးပေါင်းပြီးတော့တိုင်းပြည်တစ်ခုအရွေးတစ်ခုကိုကျွန်တော်တို့သွားရမှာအခုတော့အဘကကြောင့်ကြီးကတော့ဒါကျိတ်သေးတယ် ရုရှားကနော်အခုဟိုပါပေါ့ကျွန်တော်တို့နိုင်ငံမှာပေါ့နော်ဒီလက်စစ်မီးတွေပါလေမကြတော့ပါဘူးပေါ့နော်ရကြမှာပါကျွန်တော်တို့လက်စစ်မီးကိစ္စကိုလည်းဟိုပေါ့နော်တချို့တော့ရက်ဝဲရလူတွေပေါ့အခုဒီနေ့ဆိုကျွန်တော်တို့ဗိုလ်ချုပ်ကြီးများထုံးဦးပေါ့နော်ပို့ဆက်ကဗိုလ်ချုပ်ကြီးများထုံးဦးပေါ့တူလာလာတော်မှာပြင်ဦးလွန်ရမီးမလာဘူးမီးမမှန်ဘူးစောက်ကွေးမဆိုင်ဘူးစောက်ကွေးမဆိုင်ဘူးဦးမင်းအောင်လိုင်းတော့လာမှာသူကစောက်ကွေးဆိုင်တာမသိဘူးလေအဲ့တော့စောက်ကွေးမဆိုင်ဘူးဆိုတာတိုင်းပြည်ရဲ့လူဝတ်ချက်ကိုတော့သိရလေအဲ့လူဝတ်ချက်ကိုလိန်ပြီးတော့မှလှုပ်နေရင်အလကားပဲလေ လိမ့်စရာမလိုအဘဒီမှာမီးပြိုင်အဘနဲ့မီးပြက်တယ်မှာအိတ်အဲကုန်းနေပါအိတ်ခွင့်မပေးနဲ့ကျွန်တော်လည်းခါလေးအမှန်နေပြောတတ်တယ်အဘလို့လဲဆိုတော့ဟိုအိမ်တော်ကြီးမှာတောင်းဝင်ကြတာပေါ့တောင်းဝင်ကြဆိုတော့မီးမလာဘူးဟောပါမီးမလာဘူးခင်ဗျမီးမလာတာကတိတ်နေမဆိုင်ဘူးစစ်တပ်ကစစ်တပ်လုပ်ပဲလုပ်အောင်မီးမလာတာကအစိုးရအလုံးနဲ့အဲ့ဒီမီးမလာတဲ့ EPC အလုံးစစ်တပ်ကအဲ့မှာဂိတ်ရိတ်တာမှာ တောင်ဝင်ကြတာမီးပြတ်သွားပြီအဘကကြောင့်ကြီးအိတ်နေချင်းမီးပြတ်သွားပြီဆိုရင်အဘကတော့မင်းတို့မီးပြတ်သွားတယ်ဘာညာဆိုလို့ရှိရင်ဟောပါဒါပြက်နေကြပါပဲခဏကျွန်တော်လည်းမသိပါဘူးမီးပြတ်တာကျွန်တော်လည်းမဆိုင်ဘူးသတိဆိုပြီးအလေးပြုအောင်ပါမီးပြတ်တယ်ဆိုရင်ဘယ်ဘယ်ဝင်ကြီးဌာနကိုပို့အောင်မလဲဟုတ်တယ်မလားဟာမင်းတို့ငါလာတော့မီးပြတ်တယ်ဆိုရင်ငါပြည်သူလူထုဘယ်လောက်ထိဒီဒီဒုက္ခဆင်းရဲခြင်းတွေခံစားနေရလဲအဲအဲ့ဒါမှကိုကိုတိုင်းကိုချင်းစာပြီးတော့မှလုပ်ပြီးလို့ရမှာလीဟုတ်လားအခုကမီးပြတ်အဘကကြောင့်ကြီးလာမီးရမပြတ်ဘူး အဲ့လေဘောမှာမှဂျန်နရေတာတွေပဲတဲလာလားမသိဘူးအဲ့အနေနိုးလားမသိဘူးဒီလိုလုံးမပြတ်တာနော်သူ့တခန်းလည်းမပြတ်တာမဟုတ်ဘူးနော်အဲ့ဒါတော့လူကြီးကိုဝိုင်းလိန်နေကြဝိုင်းလိန်တော့အခုဘကြုတ်ဘကြုတ်ကြီးများကုန်းလားမသိဘူးလားတော့မိရမလာဘူးနေခင်းကသူ့တာနေတာဘောမလာဘူးအဲ့ဒီဂျီရာရာဘူဒနာတို့ပါတို့ကျွန်တော်ကျွန်တော်ဘူဒနာကာဂျနာနေတော့လိုက်အမဘူဒနာရှိတယ်အဘူဒနာပေါ့ပြီမင်းနဲ့ပြတ်နေလို့မိရလည်းလာရလည်းမလာဘူးပါဖြစ်တယ်ညာဖြစ်တယ်နဲ့နော်တို့အမကကြုတ်ကြီးလောက်လာမှလိန်လို့ကောင်းလားနော်တခြားလူလောက်ဆိုတို့သိမတက်ဘူးတို့ဟာအေးဆေးပါဘာဖြစ်လဲညာဖြစ်တယ်တို့အဲ့လိုလူတွေ ဲ့ဒါပေါ့ကျွန်တော်တို့အတိုင်းပြည်ရဲ့အားနဲ့ကြအားတာချက်ကိုသိတယ်ဒီမီးမလာတာကိုလည်းကျွန်တော်တို့ကစိတ်တော်မဆိုးဘူးကျွန်တော်ပြောတာကတေချာချာနားထောင်တော့ဒီမီးပါလို့မလာလေတာဝါတိုင်းကြီးခွဲတယ်ဘုံခွဲတယ်အကျံဘက်လက်ကန်တောင်းကျန်သူအမျိုးတောင်းကျန်သူကအမျိုးမျိုးဖြတ်စည်းခဲ့လို့မီးမလာတာအဲ့ဒီမလာတာကိုမလာတဲ့အမှန်တရားကိုလူကြီးကိုခြားပြရမှာကလည်းအောက်ကဝန်ထမ်းရဲ့တာဝန်အဲ့ဒါလေအကုန်လိုက်ပတ်လိန်လိုက်တော့လူကြီးကမသိရင်မီးပဲလာနေတယ်လို့ အကောင်းလေတို့လို့တော့လူကြီးကပြီးမှပြည်သူလူထုရဲ့ခက်ခဲကိုလုံပေးလို့ရမှာလေဟာငါအဲ့ဒီနိုင်ငံတော်အဲ့ဒီရမှာငါအဲ့ဒီအိမ်တော်ကြီးမှာအဲ့ဒီလားမိပြက်တယ်ပြက်တယ်ငါပူလိုက်တာရက်တောင်လေးဖြစ်ဖြစ်မိပြက်မှာတော့ဘန်ကလည်းမရတော့ဘူးနော်ရက်တောင်လေးနဲ့အဲ့တော့သူတိသွားပြီလေငါပြည်သူလူထုငါတော်မှဒီလိုခက်ခဲရှိဝင်ငါပြည်သူလူထုဘာတွေခက်ခဲရှိမလဲဆိုသူဖြည့်ရှင်းပေးမှာပေါ့အဲ့တော့အောက်ကနေဝိုင်းနေတော့ကြတော့သူဘယ်လိုလုပ်ဖြည့်ရှင်းလို့ရမှာလဲဟုတ်တယ်မလားဒါကျွန်တော်ပြောတာအမှန်တရားပဲနော် အဲ့တော့အဲ့မီးမလာလို့ပြင်ပြလို့လောကထွက်ရမယ်ဆိုထွက်ပေါ့။ဘာလဲလို့အမှန်တရားပြောလို့ထွက်ထွက်လေ။အဲ့လာမှာဝန်ထမ်းကောင်းတွေအစိုးရကောင်းတွေပေါ်ထွက်လာမှာပေါ့။အခုကလူကြီးဖြစ်သွားလူကြီးကိုဝိုင်းလိန်နေတာအကုန်လုံးက။ဟောအရှိတရားအခုကြည့်ပါလားကျွန်တော်တို့ဆိုဒါပြောလိုက်တယ်စက်ထိုးတွေဧကနေရ။ခရီးနေအချားနီးတွေရှိရတဲ့အတန်းနဲ့ထိုးတယ်ဆိုရင်ပြည်သူဘက်ကတရားအစိုးရဘက်ကတရားအစိုးရနဲ့ပြည်သူနဲ့ကြားမှာဘာလဲကွာဟမှုရှိသွားလိမ့်။အဲ့ဒီကွာဟမှုရှိတာကိုပြန်ပေါင်းစည်းပြီးတော့ အစိုးရတည်းအနေနဲ့ပြည်သူပေါ်မှာဘလို့ရှင်းတမ်းပေးရမလဲဆိုတဲ့နှလုံးလာတဲ့စိတ်နေနှလုံးသားလာတဲ့နိုင်ငံကောင်းဆောင်မျိုးကျွန်တော်တို့ကဝင်းရရမှာလေကျွန်တော်တို့ကဝင်းရနေတာဘောင်းတုနေတာမဟုတ်ဘူးဟုတ်လားလေရင်ဝင်းစီမံကိန်းလုပ်လေကျွန်တော်တို့မြန်မာနိုင်ငံကြီး A plan B plan C plan ဟိုမူဆယ်တိလေရင်ဝင်းလေရင်ဝင်းအပြည့်ပြည့်ဆိုင်ရာလေရင်ဝင်းဖောက်ဖောက်ပေါ့ဒါပေမဲ့အစိုးရရဲ့တတ်မှတ်ချက်တခုတော့စာလေးပါကြီးထွက်ပြီးလုပ်ပေါ့အောက်ကနေပြီးတော့လုံချင်တိုင်းလုပ်လိုက်လို့ပဲရမှာလေအစိုးရသိသွားမှာ အဲ့ဒါမှပြည်သူလူထုကလည်းဩတကယ်အစိုးရစာထွက်ပြီးလုတ်ခိုင်းတာပါဆိုပြီးတော့အဲ့ဒါဆိုရင်အစိုးရဒီမြေကိုပေးလိုက်ရတယ်ပြည်သူလူထုကလည်းတန်နေလေအာငါတို့နိုင်ငံတော်လေရင်ခွေးပေါက်တာအဲ့ဒီမှာငါမြေဘယ်နေကပါတယ်ငါ့ကိုနိုင်ငံတော်ကသိမ်းသွားတာမဟုတ်ဘူးငါကိုယ်တိုင်လူလိုက်တာဘာလို့လဲငါတို့ပြည်သူကိုငါတို့နိုင်ငံသားကိုချစ်လို့ငါတို့နိုင်ငံအတွက်လိုအပ်တဲ့လေရင်ခွေးတည်ဆောက်မှာမို့လို့ငါဖေမေငါဘိုးဘွားပြည်ပြည်လက်ထက်ကငါကိုပေးခဲ့တဲ့မြေကိုငါလူလိုက်တာလို့လက်မထောင်ပြီးပြောလို့ရတယ်အခုကနိုင်ငံတော်အဆင့်ကမသိတော့ကြတော့ အစိုးရကိုမုန်းတယ်လူကြီးကိုမုန်းတယ်တယ်ဘလို့လို့တိုင်းပြည်မှာအဲ့လိုလူတွေအများကြီးပဲအများကြီးပဲမပြောရဘုံနေပြီးတယ်ကားတွေကိုယ်တွေလှုပ်တယ်နော်အခုတော့ဘာကကြိုကြတကွပြလိုက်ပြီရုရှားသမ္မတရုရှားသမ္မတဗလာဒီမာပူတင်ကအဲ့ဒီစာအုပ်တုံးနေတယ်ကျွန်တော်တို့တိုင်းပြည်ကဘလောက်ထိအဘကကြိုကြီးအစွမ်းတက်နေနော်အဲ့ဒီစာအုပ်တုံးနေတယ်ဟိုမှာဘီလာရူကလည်းဝင်ကြီးချုပ်ကဖိတ်ခေါ်တယ်ဟိုမှာတွေ့ဦးမှာပေးဦးမှာဟို နော်မြန်မာနိုင်ငံအတွက်ရောလက်နက်တွေပေးမလားဟိုလေရင်တွေအပေါ်ကနေပြင်နေကားကြီးကနေထိုင်ကြည့်ရတဲ့ကားတွေပေးမလားမသိဘူးနော်အဲကားကြီးဆို20ဘီလီယံလောက်တော့တန်မယ်ထင်တာပဲအဲလိုကားမျိုးတွေရှိတယ်ဒီလားအဲ့ဒါလေကြောင်းရန်သူဘာလို့မှသွားကြည့်လိုက်နော်တိုင်းတိုင်းပြည်တို့အလုံးလုံးနေတာတက်မလို့သားတွေပဲနော်အချုပ်အားပြေပြောရရင်တိုင်းပြည်တို့အလုံးလုံးတာတက်မလို့သားတွေပဲနော်ကျန်တဲ့လူကြိုက်တာမဟုတ်မုန်းကျင်နိုင်မဟုတ်နော်ကျွန်တော်ကခပြုံမျိုးမယ်မုန်းကျင်တယ်လို့မဟုတ်တိုင်းပြည်တို့အလုံးလုံးနေတာတက်မလို့သားတွေတက်မလို့ကောင်းဆောင်တွေပဲနော်ကျန်တဲ့အားကြီးအာဝါသားတွေနော်ဟိုပါတီ1ဆက်ဝင်မယ်အာဟိုဘရင်လက်ကောက်ဝင်ဘရင်ဆွဲချိုးတွေဝင်ဘကုံလုံးဝင်ပျောက်လုံးမယ်နော် အပြည်သူတွေစီးရင်နေမှာကျမကာကောင်သားကြီးစီးရမှာချက်တယ်လို့စင်ကာပူ19နှစ်ကျော်မယ်လို့ကျမဆိုအပြည့်ဗန်နိုင်ငံသားမှာအာမကူလို့တက်မတော်ခေါင်းဆောင်လည်းလို့မပြောဘူးသွားတယ်မျက်နှာငယ်လေးနဲ့သွားတယ်သူတို့မှာဦးသိန်းစိန်တို့ကလည်းသွားတယ်တမန်တော်ဦးသိန်းစိန်တို့ကလည်းသွားတွေ့ချာတယ်သူတို့မှာနော်အခုအဘကကြောက်ကြူးမမြအောင်လည်းတနာပါလေသွားတွေ့တာလေခလာတို့လည်းရင်စီးရလားအဲ့လိုအလိန်အဝေးစီးရလွှဲလားဟုတ်လားသူတို့အသက်တွေသူတို့တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့စိတ်ဓာတ်တွေတခုနဲ့လှုပ်ပင်းနေတဲ့အချိန်မှာအားလုံးကနော်အကောင်းမြင်တဲ့စိတ်နဲ့ဝင်းရံဖို့လိုတယ် နိုင်ငံကောင်းဆောင်ဘယ်နိုင်ငံစကားမှမတက်လေကျွန်တော်တို့ဘာမှမဖြစ်ဘူး။နောက်ကျွန်တော်တနေ့ဥသုံးချိန်ထိုင်ချမှာကျွန်တော်တို့ပြည်သူတွေအေးချမ်းသာနေရရင်နော်အခြေခံစားတော့ကုန်စီစံစားငရုတ်ချက်တုံတွေကိုစီကုန်စင်းလုံးတွေချပေးရင်နော်တက်မတော်သားတွေအစိုးရ950နဲ့စားနေရတဲ့ဘဝတွေကိုပြုတ်ပြင်းပြောင်းလဲပေးနိုင်မယ်။နေ့တိုင်းဥသုံးချိန်ချဥ950နဲ့ချတယ်။နေ့တိုင်းချမှာဗျာ။လက်ရှိကျွန်တော်တက်မတော်သားလည်းမဟုတ်ဘူးတက်မတော်လည်းမပတ်သက်ဘူး။နော်အဲ့လိုလူတွေကကျွန်တော်ကျွန်တော်ကျွန်တော်ကပြောပြချင်တာပေါ့နော်ပြောပြချင်တာပေါ့။ အောက်ကအခက်ခဲတွေကိုအစိုးရတရက်အနေနဲ့အစိုးရနဲ့အောက်မှာဖြစ်နေတဲ့အခက်ခဲကိုပြည်သူလူထုကိုပေါင်းပူးတရားလေးလှုပ်ပေးချင်တာပေါ့နော်ကျွန်တော်ဆိုရလဲဒါအခုလို့ပြောတော့တိုင်းပြည်အတွက်တချို့သောစစ်တရင်တွေအချင်းနဲ့ခြားခြားတဲ့တရင်တွေအစိုးရမသိပဲလှုပ်ချင်တဲ့လှုပ်တဲ့ဝန်ထမ်းတွေရဲ့စောက်ချင်တွေကိုနိုင်ငံတော်အစိုးရသိရလေနော်အဲ့တော့ကျွန်တော်ဘယ်သူမှမခံဘူးနော်အာဘဘောအစိုးလို့ရန်ကောင်းတာအဘဘောဖြူဖွေးနေရမယ် 那罗巴婆啊，那罗巴婆啊，裱米哪边，抽米哪边，抽米哪边？诶，阿巴婆，裱米抽的，婆收了呀，嘿，哪边呀嘞？裱米抽米哪个？大家老板阿妈，阿老板家就是五秒来剥啊，裱抽的，裱抽玻璃，哎，玻璃收哪了？怎么他不拿你妈布的，老妈哎，裱抽玻璃，玻璃都公家的，喏，阿老板家就是五秒来，玻璃这种面积的，裱抽玻璃。 ဲဘောလေးကိုကန်ပြီးတော့မှကျွန်တော်မြန်မာနိုင်ငံမြေပုံကြီးကိုကြည့်ပြီးတော့မှဒါရလပ်ပတဲ့အေးချမ်းစွာနေထိုင်ရတော့မယ်အချိန်ကာလတစ်ခုရောက်တော့မယ်လို့ကျွန်တော်ကနော်အဲ့လိုပြောရှိတာနောက်ချိုးချင်းတွေကအေးဆေးပဲလေနောက်ချိုးချင်းတွေကကောက်ွက်တွေကြံသေးတယ်နော်ကောက်ွက်တွေလာမယ်သလားလာမယ်လာမယ်လာမယ်ကျွန်တော်ကဘလိုင်းဘယ်ရာမှမကောက်ဘူးကျွန်တော်အပြင်းထွက်ထွက်တာနိုင်ငံအတွက်ပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အလံကောင်းကင်မှာရှိနေတယ်ဆိုတော့အရင်အလေးပြုပြီးတော့မှနော်ဒီလိုဒီလိုမျိုးကရတယ်ဆိုတာဒါကြီးကြီးပေါ့နော်တက်မလို့ကြီး ီလိုဒီလိုဒီလိုကရဲဆိုတာအဲဒီလိုကရဲဆိုတာအဲ့ဒါအဲ့ဒါရေကိုကုသားပြုတာနော်အဲဒီလိုလေးအဲဒီလိုလေးကသွားတာတက်မလို့လေကိုကုသားပြုတာနော်ကျွန်တော်ရဲ့အုံနောက်နဲ့ကျွန်တော်ဖန်တီးထားတာဘဒူးအကမှဘဒူးအမှကျွန်တော်ဘဒူးအကအမှကျွန်တော်ယူပြီးကတာမဟုတ်ဘူးကျွန်တော်ဆက်ထွက်လာတဲ့ကဒီလိုကရဲဆိုတာဟာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံဒီမှာကျွန်တော်လက်မှာထိုးတာလေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံကိုကောင်းကင်မှာလွတ်နေတာပဲမြင်ကျင်တဲ့တတွေးတစ်ခုနဲ့ကျွန်တော်ကအေးကျွန်တော်ဒါမျိုးဆိုတာအဲတက်မလို့ကြီးတက်မလို့ကြီးရစစ်တီလေး ဒီလိုကရဲဒီလိုကရဲဆိုတာတမတော်ရေရစစ်တီလေးကိုလေးပြူတာနော်ဒီလိုလေးဒီလိုလေးကရဲဆိုတာတမတော်လေရစစ်တီလေးကိုလေးပြူတာအဲ့ဒီတော့အုံနောက်ကောင်းအောင်မလားထိုးမလားလေငါအခုပြင်းဦးလေးနာယူစင်နာမှာမလီကြောက်ပါလေလို့ဘုံကျုံနေကုန်ဖာလဲရောက်တော့မဟုတ်တယ်ဒီဘေးကြီးကိုဆောင်းရမ်းကြွေရတဲ့ good day တဲ့ကျေးဇူးထူးတင်ပါတယ်နော်ပြင်းဦးလေးနာယူစင်နာရောက်နေဖုန်းခေါ်လိုက်ကွာ ဗီဒီယိုကောခေါ်လိုက်ဗိုက်ပါကူဆွမ်းနာကောင်မခေါ်ရဲဘူးလားဗိုက်ပါဘုန်းခေါ်ရဲလားဆိုမခေါ်ရဲဘူးအဲ့လိုအကောင်နေနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကတော့ငြိမ်းချမ်းပါပါဒါပေမဲ့ဗာလေးပြောပြောပါဘုရားတော်မှနော်ဒီဝရတ်နဲ့အဖြတ်သမားဆိုတာရှိသေးတာပဲတိုင်းပြည်အုပ်ချုပ်မင်းတို့တဲ့အပေါ်မှာတော့ဖြတ်ကြမှာပဲဖြတ်ဖြတ်ရအောင်ဖြတ်အပြစ်ဖြစ်နော်မင်းတို့အမေစုခေါင်းစုကိုငါတို့ကတိုင်းပြည်ကိုဒရီမမန်နဲ့အမျိုးရုပ်မှအီမို့လို့ငါတို့ကထည့်ထားတာထည့်ထားတာမင်းတို့လည်းထည့်နိုင်အောင်ကြိုးစားမင်းတို့ပြောဗာလေးအင်တာပိုကဖမ်းမယ်လို့ဗာတို့အဖအကကြိုကြီးဟုတ်လားဒီမှာလည်းဖမ်းတာ ဟိုကတကယ်တည်းမင်းတို့တစ်တော့မှာနေပြေးဘူးတဲ့နော်နန်းတော်ကြီးထဲမှာသူ့ဗလာဒီမာပူတင်ကနစ်နစ်ကာကာလိုလိုရရကိုအကုန်းကိုဖက်ပြီးတော့မို့နော်ရင်ပတ်ချင်းအပ်ပြီးတော့မှာကိုကြိုးဆိုတာမင်းတို့ကတစ်ချိန်တော့ငါပြောခဲ့ပါတယ်ဖြူအမူကြီးဘွားတော်ကနော်ညာတယုံမှာဖုံးပြီးနေလာတောက်ခဲ့တာလို့အိမ်မက်မက်ခဲ့တာလို့အခုတော့သူ့အိမ်မက်တွေအကောင်တွေပေါ်နေပြီလေနေပါကွာခွန်ရှင်းသုံးငါသုံးလုံးတုံညာကိုတုံညာဘိုင်ပါခေါ်ခဲ့လိုက်အခုခေါ်ခဲ့လိုက်လူတွေသိအောင်ငါထားပြလိုက်မယ် ရှယ်ဖြုတ်နေတာအခုကအခုကအတန်တိတ်ဖြုတ်နေတာသူတို့မသိဘူးအတန်တိတ်တဘောကအင်အားလဲကုန်ခန်းသွားပြီလက်နဲ့အင်အားလဲမရှိတော့ဘူးလက်နဲ့နဲ့ကောင်မလေးတွေခေါ်ပြီးတော့လဲနေပြီတီအန်အန်တွေကဘလောက်ရောက်မှလဲဆိုတော့တီအန်အန်တွေဂျမ်ဖက်လက်နဲ့ကန်ကောင်းချမ်းတွေဘလောက်ရောက်မှလဲဆိုနောင်ချိုကကလေးမလေးတွေကိုပေါ်လာဆွဲပြီးတော့မှဝါပြည်နယ်ကိုပို့ပြီးတော့မှလက်နဲ့နဲ့လဲလဲနေတာနော်ကျွေလို့ရလာတယ်ငိမ့်စု အာတိတ်ကျွေလို့ရတာဗောဘဲရဘဲရဆောင်းရမ်းလန်းတာ 屋里有个地里，爸妈不累头，他老汉在吹呗。阿公明年阿伯就问那不改了，挂、嗯、了，直接看伢了，不露笑嘛了。第二年伢阿虎，苏刀，苏刀，阿刀砍阿刀嘛，喏，刀砍阿刀皮，没刀，他不也皮嘛？么回事？ နေဝင်ကြီးကိုစောင့်ကြည့်နေတယ်နေမတင်နဲ့တဲ့ကမ်ဘီယာချက်ချီတွေ့လားကမ်ဘီယာချက်ချီဆိုဘုန်းကြီးလက်ကကမ်ဘီယာချက်ချီကိုတွေ့လားဒီမှာအတက်ကူလမ်းကြောင်းကိုတွေ့လားဒါအတက်ကူလမ်းကြောင်းလို့ခေါ်တယ်ဒါကဒီဟာကကြအတက်အတက်လမ်းကြောင်းကြီးဒီမှာအတက်ကူလမ်းကြောင်းလို့ခေါ်ရမှာတွေ့လားဆူတောင်းအဝေးဆူတောင်းဆိုဘုန်းကြီးတိမ်မဲ့ဆိုလောက်ကြံမှုဆိုဆူတောင်း ငါ့ကိုလာလုတ်ကြတဲ့လူတွေအကုန်သေးတာမင်းတို့ဂျိုရီယာမိုက်ကယ်ဟုတ်လားဇော်ဘုံရဘက်သုံးသိမ့်ပါညာနဲ့အမှအခုပဲပါတော့မိုက်ကယ်ပါမလို့ဟမ်ပလောင်မလေး၆ယောက်ကိုမိုးချိုးပြစ်မှာငါ့ကိုလုတ်ကြနိုင်ဖို့လာလိုက်တာငါဖမ်းလိုက်တာစစ်ကြောရေးရောက်နေတယ်ဘယ်လိုလုပ်မှာတော့နော်မင်းတည်မလားငါတည်မလားကြည့်မယ်တဲ့အကြောင်းလိုက်တာ ဖုန်းနံပါတ်က09963533လုံး3936 3936เนาะ6807 4လုံးနဲ့ဘယ်သူမှမကြောက်ဘူးเนาะပလောင်နေရတော့ကျွန်တော်ပြောတော့ကောင်မလေးရဲ့အခုကြီးချိုးကြပြီတဲ့ကိုကြီးရဲ့နောက်ဆုံးမအော်ပါနဲ့တဲ့